ဒါတော့ PUBG Mobile လာမယ့် update version 3.9မှာတွေ့ရမယ် transformer ဟုတ်ပါတယ်လာမယ့် update version 3.9မှာကြည့်မယ်ဆိုရင်တော့ PUBG Mobile မှာ transformer တွေ့မြင်ရမှာဖြစ်ပါတယ် transformer ချစ်သူတွေအတွက်တော့လုံးဝ share ပဲဖြစ်ပါတယ် တစ်ချိန်လုံးကလည်း Transformer နဲ့ collaboration ကိုတွေ့မြင်ခဲ့ရတာမျိုးရှိပါတယ်။ဒါပေမဲ့ PUBG Mobile တရုတ် version ရဲ့ Game for Peace မှာတွေ့မြင်ခဲ့ရတာမျိုးရှိပါတယ်။အခုတော့ကျွန်တော် Global version မှာတွေ့မြင်ရမှာဖြစ်ပါတယ်။နောက်3-4ရက်ဆိုရင်တော့ update 3.9ရဲ့ beta version ထွက်ရှိလာတော့မှာဖြစ်ပါတယ်။အဲအချိန်ချင်းတော့ကောင်းကောင်းသိရပြီဖြစ်ပါတယ်။နောက်တစ်ခုကတော့ PUBG Mobile ဘက်ကနေကိုယ်တိုင်ပေါ့ဗျာဒါနဲ့ပတ်သက်ပြီးမှအရေးအမွှားစာရင်းမှာကျွန်တော်ပေးနေဖြစ်ပါတယ်။ Dev meeting letter တစ်ခုပေါ့ဗျာ release လုပ်ထားတာမျိုးရှိပါတယ်။နံပါတ်1မှာကြည့်ရမယ်ဆိုတော့ team gameplay ဆိုရင်မှာ Transformer တွေ့မြင်ရတာမျိုးရှိပါတယ်။အနီအောင်ခေါင်းကိုကြည့်ရမယ်ဆိုတော့ Optimus Prime ဖြစ်ပါတယ်။ ည်းအပြိုင်အောင်ခေါင်းကိုကြည့်ရမယ်ဆိုရင်တော့ market trend လို့ဒါမှမဟုတ်ရတခြားတွေဖြစ်နိုင်ပါတယ်ဒီမှာတကယ်ချင်းတော့ transformer ချစ်သူဆိုရင်တော့ဒီရဲ့အပြိုင်အောင်ခေါင်းကဘာလဲပေါ့ဗျာ comment မှာမျှော်ဝေပေးသွားလို့ရပါတယ်ဗျာနှစ်ယောက်ပေါ့ဗျာ fight လုပ်မဲ့အနေထားရှိပါတယ် versus ဆိုရင်မှာဖော်ပြပေးထားမျိုးရှိပါတယ်ဒီမှာကျတော့ boxing တွေဘာတွေထိုးမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်နံပါတ်1မှာကြည့်ရမယ်ဆိုရင်တော့ဒါ vehicle အစ်စ်တစ်မျိုးလို့ပြောလို့ရပါတယ် jet ski လို့ပုံစံတွေ့မြင်ရတာမျိုးရှိပါတယ်ဒီရဲ့ game mode အတွက်ပေါ့ဗျာ exclusive vehicle တစ်စီးလို့လည်းပြောလို့ရပါတယ်ကုန်းပေါ်တို့ရေပေါ်တို့ AC သွားလို့ရမယ်လို့ထင်ပါတယ်ဗျာနံပါတ်3မှာကြည့်ရမယ်ဆိုရင်တော့ရေခဲတောင်ပုံစံပေါ့ဗျာပုံတစ်ခုဖော်ပြပေးထား ာမျိုးရှိပါတယ်ကာရက်တာနှစ်ယောက်ပေါ်ရ fight လုပ်နေတာမျိုးရှိပါတယ်ဒါကတော့ဘာကိုပြောချင်တာလဲမသိပါဘူးတီးမုံနေရာအနေထားကိုပြောချင်တာလားဘယ်လိုပုံစံလားမလဲတော့ကျွန်တော်တခြားလောက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီတစ်ခါကျတော့ဒီ transformer တီးမုံကိုကြည့်ရမယ်ဆိုတော့ဆမ်းမတီးမုံမှာအခြေခံထားတဲ့ပုံစံလားမယ်ဆိုရင်မ leak တွေတော့ထွက်ရှိထားတာမျိုးရှိပါတယ်အားကစားကွင်းတွေပါတယ်အပုံစံအနေထားပေါ့ဗျနောက်တစ်ခုကတော့ classic gameplay ဆိုရင်မဖော်ပြပြထားမျိုးရှိပါတယ်လက်ရှိအချိန်ထိပေါ့ဗျတကယ်ကျွန်တော်ကားတွေပါတယ် vehicle တွေပါတယ် drip ဆွဲလို့ရတာမျိုးရှိပါတယ်ဒါပေမဲ့ cycle တွေပါတယ် drip ဆွဲလို့မရပါဘူးဒါပေမဲ့ဒီ update ကနေကြည့်မယ်ဆိုရင်တော့သူမောင်းထားတာတော့ဒီ cycle လို့ပဲထင်ပါတယ် drift တွေပါတယ်ဆွဲ ွဲတဲ့ပုံစံဖော်ပြပြီးထားမျိုးရှိပါတယ်အောက်မှာကြည့်မယ်ဆိုရင်လုံးဝဆက်ဝိုင်းနေပေါ့ဗျာဆိုင်ကယ်တွေပါ drip ဆဆွဲလို့ရမယ်လို့ထင်ပါတယ်နောက်တစ်ခုကဆိုင်ကယ်မောင်းနေရင်လည်းတနက်ပြစ်လို့ရပြီဆိုတော့ drip ဆွဲရင်လည်းကျွန်တော်တနက်တွေပါ AC ပြစ်လို့ရမယ်ဆိုတာသိကြပါတယ်ဗျာနောက်တစ်ခုကိုကြည့်မယ်ဆိုရင်တော့ HUB ပေါ့ဗျာအောက်မှာကြည့်မယ်ဆိုရင်ဒီကလူ၄ယောက်ကပေါ့ဗျာဒါတွေစဉ်းစားနေတဲ့ပုံစံတွေးမြင်ထားတာမျိုးရှိသွားတယ်အောက်က၄ယောက်ရက်နေတဲ့အနေထားကိုကြည့်မယ်ဆိုရင်တော့ဒါကပေါ့ဗျာ home screen lobby လို့ထင်ပါတယ် lobby မှာ၄ယောက်ရက်နေတယ်ပေါ့ဗျာသူတို့ကဒါနဲ့ပတ်သက်ပြီးစဉ်းစားနေတယ်ဆိုတော့ဒီထဲမှာကြည့်မယ်ဆိုရင် shop တွေတွေးမြင်ထားတာမျိုးရှိသွားတယ်နောက်တစ်ခုက stage တွေတွေးမြင်ထားတာမျိုးရှိသွားတယ် ါတယ်ဘောလုံးတွေပါတယ်ကန်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခါတွေအားကစားကွင်းလုံးပုံစံတွေးမိရတာမျိုးရှိပါတယ်ဒီမှာကျွန်တော်အမြင်အရပြောရအောင်မင်းစင်တော့ lobby မှာလဲပေါ့ဗျာ feature အစ်တွေကျော်ပြောင်းလဲမှုအစ်တွေနဲ့လာမယ်လို့ထင်ပါတယ်ဗျာဘလို့ပုံစံလာမလဲပေါ့ဗျာ beta စထွက်တဲ့အခါတော့ကျော်တီးရမှာဖြစ်ပါတယ်ဒါပေမဲ့အထက်ပို့ပြီးမှတီးရမှာ beta မှာလဲ update တွေလာအောင်မှာဖြစ်ပါတယ် beta update ၃ခုမြောက်လောက်၄ခုမြောက်လောက်ဆိုရင်တော့လုံးဝ confirm ဖြစ်တဲ့ပေါ့ဗျာ feature တွေတွေးမိရမှာဖြစ်ပါတယ် ီရက် dev ရဲ့ meeting အနေနဲ့ထားအောင်ကြည့်ရတော့တော့ transformer update ကလာဖို့အခွင့်အလမ်းတော်တော်လေးကိုများတာဖြစ်ပါတယ်တကယ်ချင်းတော့ဒီ feature တွေနဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာ transformer theme ဆိုတော့ transformer နဲ့ပတ်သက်ပြီးမှ skin တွေ vehicle skin တွေလည်းလာဖို့ဆိုတော့အခွင့်အလမ်းတော်တော်လေးကိုများလာမျိုးရှိပါတယ် transformer ချစ်သူတွေအတွက်တော့လာမယ့် update version 3.9ကလုံးဝ share ပဲဖြစ်ပါတယ်ဗျာဒီလိုမှကျွန်တော် update version 3.9 beta တွေထွက်ရှိလာပြီဆိုရင်လည်း video တွေတင်ပြသွားမှာဖြစ်ပါတယ်လက်ရှိကျွန်တော် DVD ဟိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကို ကျွန်တော်ဒူးပင်ကျေးဇူးတင်ရှိပါရယ်ဗျာ။